ကျွန်တော်တို့မြန်မာနိုင်ငံကြီးမှာတဲ့လူမျိုးရေးခွဲခြားမှုတွေသိကုန်များပါတယ်တဲ့မိဘဆရာများကအစအဲ့ဒါလို့လုပ်ချင်မကောင်းဘူးမကောင်းဘူးလို့တဲ့တားမြစ်ထားမျိုးတဲ့အင်မတန်နဲတဲ့အတွဲတူတယောက်ကိုတရုတ်ကလာကရင်စသဖြင့်လူမျိုးရေးနှိမ့်ချစော်ကားဖို့တူးမှောင်ဝင်မလေးကြတာယနေ့အထိတွေ့နေရပါတယ်တဲ့ဒေါန်ဆန်းစင်ကြီးနဲ့ဘယ်လိုကင်တွေဖြည့်ရှင်းသွားဖို့သိကူပါကြလေတဲ့အဲ့ဒီဟာလေတော်တော်ကိုဟုတ်တယ်ဒါမိဘတွေကမတင်တော့ပဲဒါကတော့ပညာရေးမှာကျောင်းဝကိုတင်ပါမှာ ်ဥပမာဆိုလို့ရှိရင်ကလားပေါ့နော်ကျမတို့မိတ်ဆွေတွေကကလားလို့ခေါ်တာမကြိုက်ဘူးဆိုတော့ကျမပြောကျမတို့တော့မခေါ်ဘူးကျမအိန္ဒိယမျိုးနွယ်လို့ခေါ်ရင်ခေါ်တယ်မွတ်စလင်လို့ခေါ်ရင်ခေါ်တယ်ဘာသာရေးရာဟိန္ဒူလို့ခေါ်ရင်ခေါ်တယ်အေးဘာဖြစ်လို့သူတို့ကမကြိုက်တဲ့အသုံးဆုံးကိုသုံးကြရတာကိုမကြိုက်တဲ့အသုံးဆုံးကိုကိုသုံးလို့ရှိရင်ကိုဘယ်လိုရှိကြတယ်ကိုချင်းစာရဲ့စိတ်ရှိတယ်ပါလေအဲ့ဒီလိုကျမကတော့အားလုံးကိုကိုချင်းစာရဲ့စိတ်ရှိစေချင်တယ်နောက်ပြီးတော့တပားသူကိုစော်ကားပြီးပြောတာဟာ ကိုယ်သိခါကြရဲဆိုတာလည်းနည်းနည်းလေးတော့စဉ်းစားကြည့်ပေါ့နော်ဒါသိခါမဲတဲ့လူတွေကလူများကိုစော်ကားပြီးတော့ပြောတာအဲ့ဒီလိုမတင်တာဟာမိဘတွေကလည်းမတင်တာပါတယ်ဆရာဆရာမတွေကလည်းမတင်တာပါတယ်အဲ့တော့ကျမတို့ကတော့ကျောင်းသင်ရိုးညွှန်းတန်းနေမှာကိုထည့်ပြီးတော့ကိုနဲ့ဘာသာရေးမတူတာလူမျိုးမတူတာအလားအတွေးခေါ်မတူတဲ့လူတွေကိုလေးစားတဲ့နယ်ဆိုတော့ထည့်ပြီးတော့ကိုသင်ရမယ်လို့ကျမဒီတိုင်းပဲချက်ပါတယ်